ရုရှားသမ္မတဗလာဒီမီယာပူတင်ကနျူကလ িয়ার စမ်းသပ်ဖို့နဲ့ပတ်သက်ပြီးတော့သူ့ကိုအဆိုပြုတင်ပြဖို့ရုရှားလူညိုရေးကောင်စီအဖွဲ့ဝင်တွေကိုအမိန့်ပေးလိုက်ပါတယ်။လွန်ခဲ့တဲ့ရက်ပိုင်းတွင်အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကနျူကလ িয়ার စမ်းသပ်ဖို့အမေရိကန်ကာကွယ်ရေးဌာနကိုအမိန့်ပေးထားပြီးချိန်မှာပဲပူတင်ကလည်းနျူကလ িয়ার စမ်းသပ်မဲ့အစီအစဉ်ပြန်ဆဖို့ဆောင်ရွက်လာတာပါ။တရုတ်နိုင်ငံသားရေးဌာနကတော့နျူကလ িয়ার မစမ်းသပ်ကြောင်းနိုဝင်ဘာ3ရက်နေ့ကညင်းဆိုပါတယ်။ CVS သတင်းဌာနရဲ့မိနစ်60တွေ့ဆုံမေးမြန်းကမ်း ်တွင်တရုတ်ရုရှားဟာနျူကလ িয়ার ဆန်သက်တဲ့ဆိုပြီးသမရဒေါ်နယ်ထရမ်က အောက်တိုဘာ31ရက်နေ့တုန်းကပြောဆိုခဲ့တာပါမြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်းကတော့ပွန်ဂျယ်ရီနျူကလ িয়ার ဆန်သက်ခွင့်မှာ နျူကလ িয়ার ဆန်တပ်ဖို့နဲ့ပတ်သက်လို့မကြခင်မှာဆုံးဖြတ်မယ်လို့ပြောဆိုကြောင်းတောင်ကိုရီးယားကာကွယ်ရေးထောက်လှမ်းရေးအေဂျင်စီကိုကိုးကားပြီးတော့ယုံဟက်သတင်းမှာဖော်ပြပါရယ်မြောက်ကိုရီးယားဟာရုရှားနည်းပညာအကူအညီနဲ့လက်ရှိထက်ပိုအဆင့်မြင့်တဲ့ထောက်လှမ်းရေးဂျိုရူလွတ်တင်ဖို့ပြင်ဆင်နေတာကိုတွေ့ရကြောင်းလည်းတောင်ကိုရီးယားထောက်လှမ်းရေးကပြောပါရယ်အမေရိကန်ဆိုင်းဝင်ကြီး Chris Wright ကတော့ နျူကလ িয়ার စမ်းသပ်ဖို့နဲ့ပတ်သက်ပြီးတော့ Donald Trump အမိန့်ပေးထားတဲ့အစီအစဉ်ထဲမှာလက်နက်ဖောက်ခွဲစမ်းသပ်တာမျိုးမပါဘူးလို့ပြောပါတယ်။ American ပြည်ထောင်စုအနေနဲ့နျူကလ িয়ার ထိပ်ဖူးတယ်ဆောင်နိုင်တဲ့ဒုံးကျည်တွေမစ်ဆိုင်းတွေကိုအစင်တစိုက်စမ်းသပ်လာတာဖြစ်ပေမဲ့1992ခုနှစ်ကစလို့နျူကလ িয়ার လက်နက်ဖောက်ခွဲစမ်းသပ်တာကိုရပ်ဆိုင်းခဲ့ပါရခင်ဗျာကျွန်တော်အောင်ဆွေပါ။